KIA ကပြစ်ချလိုက်တဲ့ရဟတ်ရင်နှစ်စီးအနက်တစ်စီးကိုရွှေကူမြို့နယ်စီကန်းရွာနောက်ဖက်ရှိတောထဲမှာတွေ့ရှိခဲ့ပြီးလေရင်မှုမိုးထက်အောင်ရဲ့ရုပ်အလောင်းကိုပါရှာဖွေတွေ့ရှိ မင်္ဂလာပါပရိသတ်ကြီးရှင်။ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာခဲ့တဲ့ရဟတ်ရင်သုံးစီးကို KIA ပူးပေါင်းအဖွဲ့ကဒီကနေ့ပြစ်ခတ်ခဲ့ရာနှစ်စီးထိမှန်ပြတ်ကျသွားခဲ့ပြီးပြတ်ကျသွားတဲ့တစီးကိုတော့ရွှေကူမြို့နယ်စီကန်းရွာအနောက်ဘက်ရှိတော်ရဲမှာတွေ့ရှိခဲ့ကောင်းလေရင်မှုမိုးထက်အောင်ရဲ့ရုပ်လောင်းကိုရှာဖွေတွေ့ရှိခဲ့ကြောင်း KIA ရှေ့တန်းတင်အရင်မြစ်ကပြောပါတယ်။ ဒီကနေ့မွန်လွဲတနာရီကျော်အချိန်ဗမော်စကားခ23တို့စစ်ကူလာပို့သောစစ်ရဟတ်ရှင်၃စီးကို KIA ပူပေါင်းတပ်များကပစ်ချခဲ့တာဖြစ်ပြီးပိုင်ပိုင်နိုင်နိုင်ပစ်ခတ်လိုက်နိုင်တဲ့စစ်ရဟတ်ရှင်တစီးဟာရှေကူမြို့အရာဝတီမြစ်အနောက်ဘက်ခြမ်း KIA တရင်း၅နယ်မြေရှိတောထဲကိုပြတ်ကျသွားကြောင်းရှင်ရဟတ်ရှင်ပြတ်ကျရာနေရာသို့ KIA တပ်ဖွဲ့ဝင်များရောက်ရှိသွားပြီးဖြစ်ကြောင်း၎င်းရဟဟင်မှာစစ်တပ်မှဗျူဟာမှုနဲ့အဖွဲပါဝင်ပြီးအလုံးသိဆုံးသွားခဲ့ကြောင်းသိရှိရပါသည်။ ယူအားမူလာလဲတာအဲ့ဒီရဟတ်ရင်ကပြစ်လိုက်တာထိမှန်ပြီးတော့ရွှေကူကနေအရာဝရီမြင့်အနောက်ဘက် KIA တရင်ငါတော်ထဲမှာပြတ်ကြတယ်အဲ့ဒီနေရာကိုငါတို့ KIA ကလူတွေရောက်နေပြီ။နောက်တစည်းကတော့ရွှေကူမအရေးပေါ်ဆင်းတာမှဘေးဆောင်ကြီးလဲဆင်းသွားတယ်။ပန်ကကျိုးသွားတယ်ပြန်တက်လို့မရတော့ဘူး။ငါတို့ပြစ်တာကရဟတ်ရင်နှစ်စီးစလုံးပြတ်သွားတယ်။တော်ထဲမှာပြတ်သွားတဲ့ရဟတ်ရင်မှာကဗျူဟာမူပါတယ်။အလုံးတည်တယ်။ငါတို့အဖွဲ့တွေလည်းရောက်နေကြပြီ။ ရှိကူမာရေးပေါ်စင်းတဲ့ကောင်ကပန်းကားကျိုးပြီးဘေးဆောင်ကြီးလဲနေတယ်ဟုဆိုက KIA ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်။ရခင်ကလည်း KIA ကစစ်ကောင်စီရဲ့ရဟတ်ရှင်နဲ့တိုက်လေရင်များကိုပြတ်ကျတည်ရဲ့အထိပြစ်ချနိုင်ခဲ့တာဖြစ်ပြီး2021ခုနှစ်မေလ3ရက်နေ့ကချင်ပြည်နယ်မိုးမောင်းမြို့နယ်မြို့သစ်နယ်ကုန်းလာအကြားမှာစစ်ကောင်စီရဲ့ MI-35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကိုကချင်လွတ်မြောက်ရေးတပ်မတော် KIA ကပစ်ချခဲ့ကြောင် ထို့သောပြစ်ချခဲ့မှုကြောင့်ရဟတ်ရင်ပြက်ခဲ့ရပြီးရဟတ်ရင်မှုဘုံမှုကျော်စရာထွန်းဘိုးကြီးတန်ထွန်းလင်းအုတ်ခွဲတက်ချက်ကြီးကျော်စွာအောင်တို့တည်ဆုံးခဲ့ကြကြောင်းလည်းသိရပါသည်၂၀၂၄ခုနှစ်ဇန်နဝါရီလ၃ရက်နေ့နနက်၁၇:၅၉မိနစ်အချိန် ဝိုင်းမော်မြို့နယ်နာဖော့စစ်တပ်စခန်းကိုရိတ်ခါလာပို့တဲ့စစ်တပ်ထောက်ပို့ MI-17 ရဟတ်ရှင်တစီကို KIA ကပစ်ချခဲ့ပြီးစစ်ရဟတ်ရှင်ပေါ်မှာလိုက်ပါလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်၈ဦးစလုံးသေဆုံးကရဟတ်ရှင်လည်းပျက်စီးသွားခဲ့ကြောင်းသိရပါတယ်။၂၀၂၄ခုနှစ်ဇန်နဝါရီလ၁၆ရက်နေ့မှာလည်း ရှမ်းမြောက်ဒေသကွက်ခိုင်မြို့နယ်နံဖက်ကာရွာတိုက်ပွဲဒေသထံကိုဘုံလာကျဲတဲ့စစ်ကောင်စီရဲ့တရုတ်လုံး FTC 2000G တိုက်လေရင်ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ကပစ်ချခဲ့တာကြောင့်တိုက်လေရင်ပြတ်ကျသွားခဲ့တာလည်းဖြစ်ပါတယ်။